မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနေ့လယ်ပိုင်းတရင်များကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့ပြည်တက္ကသိုလ်အနီးပြကတ်မှုစစ်တပ်အရာရှိသိဆုံးမှုဆိုပြကတ်မှုပြီးနောက်လူငယ်ဆယ်ဦးထက်မနည်းစစ်တပ်ဖမ်းဆီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပုဂိုလ်တိုင်းပြည်မျိုးပေါ်တွင်ယမန်နှင့်ညပိုင်းကပြစ်ခတ်မှုဖြစ်ပြီးစစ်ကောင်စီတိုင်အရာရှိတို့ထိခိုက်သေးဆုံးမှုရှိကပြစ်ခတ်မှုပြီးသည့်နေရာအနည်းရှိလူငယ်ဆယ်ဦးထက်မနည်းစစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းသတင်းရရှိသည်။ ပြည်မြို့တက္ကသိုလ်အနီးအွန်ဒေါ်လန်တွင်မတ်လ24ရက်နေ့နဲ့အစောပိုင်းတနအိခန့်ကပြစ်ကတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်တနတ်တန်တွေစတိုက်ကြတဲ့စစ်ကားတွေအများကြီးလာတဲ့အတိမပြုတ်နိုင်သေးတဲ့တဲ့တွေအရစစ်ကားစီဘက်ကအရာရှိသေးတဲ့ကြားတဲ့ဒါပေမဲ့အတိပြုတ်ဖို့ခက်တယ်ဦးမျိုးကန်တို့ကပြောသည် အွန်လိုင်းအတွင်းရှိအဆောင်တစ်ခုတွင် PDF များရောက်နေသည်ဟုဆိုကစစ်ကောင်စီတပ်ကအင်အားများပြားဖြင့်လာရောက်စဉ်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းမျိုးခံများကပြောသည်ရင်းဖြစ်စဉ်ကိုတိတိကျကျအတည်ပြုနိုင်ခြင်းမရှိသေးပေစစ်ကောင်စီကဖမ်းဆီးသွားသူများတွင်အမျိုးသမီးအချို့လည်းပါဝင်သည်ဟုသတင်းရရှိသည် ပြည်ခိုင်အတွင်ဗရောင်းမြို့နယ်၌တိုက်ပွဲများဖြစ်ပွားနေပြီးပြည်မျိုးရင်းလေးစစ်ကောင်စီကအစီအေးပြင်ဆင်မှုများပြုလုပ်နေသည်။အုံလုံးလန်းပြစ်ခတ်မှုဖြစ်စဉ်ပြီးပြည်မျိုးခြေဆိုင်959တပ်အတွင်း၌စစ်ကောင်စီကအစီအဝေးလုပ်နေကြောင်းဒေသခြေဆိုင်တော်လိုင်းသတင်းရင်းမြစ်များကပြောသည်။ လမ်းတွေပေါ်လုံခြုံရေးတိုးမြင့်အောင်ဖုန်းနဲ့မပုံတင်တွေစစ်ဆေးတာနဲ့ရက်ခွက်လိုက်အေးစင်တွေစက်တိုက်စစ်ဆေးတော်မှာဖြစ်တာကြောင့်မြို့နယ်လူလူအထူးသတိပြုဖို့ PUGN ကတိုက်တွန်းလိုပါတယ်ဟုဒေတာရင်းအခြေဆိုင် PN Ground New PUGN ကသတိပေးထားသည်ဆက်လက်ပြီးဘရောင်မြို့နယ်နဲ့ပမော်မြို့နယ်တိုက်ပွဲများအပအဝင်ရှေးတန်းစစ်မြေပြင်တွင်စစ်မှုရန်တပ်သားတွေရာချီ၍တိုက်ဆုံနေမှုတပ်ဆိုင်ရာမိဘများထံသို့အသိပေးအကြောင်းကြားခြင်းမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းဘရောင်မြို့နယ်နဲ့ကချင်ပြည်နယ်ပမော်မြို့နယ်တိုက်ပွဲများအပအဝင်ရှေးတန်းစစ်မြေပြင်တွင် ်စစ်မှုရန်တပ်သားတက်များယာနှစ်ချီ၍တိုက်ဆုံနေမှုများနဲ့ပတ်သက်ပြီးသက်ဆိုင်ရာမိဘများထံလက်တလုံးအတိပေးအကြောင်းကြားခြင်းရှိသေးသောနေပြည်တော်တပ်သရင်ရင်းမြစ်ကပြောဆိုသည် ်ဖေဖော်ဝါရီလဆန်းမှစတင်၍ယခုမတ်လနှောင်းပိုင်းထိနိုင်ငံတော်ရှေးရန်စစ်မြေပြင်များတွင်စစ်မှုရန်တပ်သားတပ်များထောင်ချီ၍အလုံးအရင်ဖြင့်စစ်ကောင်စီကပို့ဆောင်ခဲ့ပြီးအဆိုပါစစ်မှုရန်တပ်သားများအနက်မှသေဆုံးသူရာချီရှိကြောင်းလက်တလောကျင်းနန်းတရင်များအရစစ်မှုရန်တပ်သားတပ်300ထက်မနည်းသေဆုံးထားပြုသိရှိထားပြီးရင်းတပ်သားတပ်များ၏အနာရေးအခြေအနေကိုသက်ဆိုင်ရာမိဘများထံအကြောင်းကြားခြင်းမရှိသေးဘဲဆိုင်ငံထားကြောင်းမြေသိအချိန်တွင်သေဆုံးမှုတရင်ကိုအကြောင်းကြားမည်ကိုမသိရှိကြောင်းနေပြည်တော်တပ်တရင်ရင်းမြစ်ကရှင်းပြသည် တက်အသေးသေးလိုက်တင်လာတာဆိုင်အရာတော့စစ်မှုရန်တက်တာတဲ့၃ရောက်ကျော်တော့တိတ်ဆုံးလာရှိပါတယ်။အရာတွေကသက်ဆိုင်ရာတက်ရင်တွေကဂျေးနန်းဆက်ရင်တွေပါတရားဝင်တက်ကနေအကြောင်းကြားတာမလုပ်ဖို့တားမြစ်ကြတယ်။အချို့လဲသူတို့နီးစက်ရကနေတီးသွားကြတယ်လေရှိကောင်းရှိမယ်။စစ်မှုရန်တက်သားတွေရဲ့မိသားစုတွေကတက်ထဲမှာနေတာမဟုတ်တော့တကူးတကအကြောင်းကြားမှုမလုပ်သေးဖို့ရာဟိုင်အဖြစ်ဆိုင်းငံ့ကြတာရှိတယ်ဟုနေပြီးတော့တက်တဲ့ရင်မြက်ကဆိုသည် စစ်မှုရန်တပ်သားတင်များ၏နိုင်ရည်တရင်များကိုသက်ဆိုင်ရမိသားစုများထံသို့အကြောင်းကြားခြင်းမရှိဘဲဆိုင်းငံ့ထားခြင်းမှာအ धिक အားဖြင့်အနောက်တပ်မှန်ခေါ်ယူမည်တပ်သားတင်များခေါ်ယူရခက်ခဲနိုင်မည်ကိုဆိုရင်းချင်းလူမှုပတ်ဝန်းကျင်တွင်စစ်မှုရန်တပ်သားများစွာတည်ဆုံနေသည့်သို့သောတရင်များမပြန့်လို့စေသည့်သဘောယူဆရာကြောင်းနေပြည်တော်တပ်တရင်ရင်မြစ်ကဆက်လက်ပြောဆိုသည် ဘာကြောင့်နိုင်ရည်တဲ့ရင်တွေကိုအကြောင်းမကြားခိုင်းတာလဲဆိုတာမျိုးတော့အကြောင်းပြချက်မပေးဘူးသို့တော်လည်းခံမှန်းကြည့်သလောက်တော့တတသက်တွေစူဆောင်ရမှာခံမမျိုးကြောင့်ဖြစ်နိုင်တယ်။နောက်ပြီးတတသက်တွေအများကြီးသိကုန်ပြီဆိုတာမျိုးတဲ့ရင်တွေမထွက်ချင်တာကြောင့်လဲပါမယ်လို့သုံးသပ်ပါတယ်ဟုနေပြည်တော်တတရင်ရင်မြစ်ကဆိုတဲ့ ဘကိုးတိုင်းညောင်ကျိုးစကန်တိုက်ပွဲတွင်စစ်မှုရန်တပ်သားတဲများကိုအ धिक စစ်တပ်ကအုံပြုခဲ့ပြီးအနည်းဆုံး120တပ်မင်းသေဆုံးခဲ့ကြောင်းအဆိုပါတိုက်ပွဲများတွင်ပါဝင်ပြီးထွက်ပြေးလွတ်မြောက်လာကတော်လိုင်းတပ်ထံတွင်လင်းဝင်လာသည့်စစ်မှုရန်အပစင်6တန်းနှင်းစင်းတပ်သားတဲနန်းလင်းသူကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုခဲ့သည် ဆက်လက်ပြီးမောင်မဲရှောင်းကျေးရွာမှာဆက်ကြေးကောင်းနေသည့်စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာရီတိုင်းတဝဲမြို့နယ်မောင်မဲရှောင်းကျေးရွာမှာယာယီတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်သေဆုံးခဲ့တယ်လို့ဒုရကစစ်ကြောင်းကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။မတ်လ20ရက်နေ့လယ်ပိုင်းကတဝဲမြို့နယ်မောင်မဲရှောင်းကျေးရွာရှင်တဝဲဖျားဝင်းမုံဝါမှာယာယီတပ်ဆွဲက ခရီးသွားပြည်သူတွေစီကစက်ကြီးကောင်းနေတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။အဲဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ကနှစ်ယောက်သေဆုံးပြီးတော်လိန်ပူပေါင်းတပ်ကရဲဘော်တွေအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်။အဲဒီတိုက်ခိုက်မှုကိုတဝဲမျိုးသားလွမြောက်ရေးတပ်မတော် TNL ရဲ့ဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေးပြူပြည်သူ့ကော်ရီတပ်ဖွဲ့ YPPDF2 ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးအရှိန်မြင့်လှုပ်ဆောင်နေတာကြောင့် ပြည်သူတွေစည်ရေးအထူးသတိပြုတော်လာနေတိုင်းမို့နဲ့ပြည်သူ့ဘက်ရက်တီလို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့မြန်ဆုံအလင်းဝင်ခုလုံးမှုတရကစစ်ကြောင်းကတိပေးထုတ်ပြန်ထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တဲ့ငါတော့စကောက်စီတက်တာတို့လက်နက်နဲ့တကွမိုးပြဲ PDF ဖန်ခိုးလုံဆိုတဲ့တဲ့မယ့်ဖြစ်ပါရရှင်။အဓမ္မစစ်မှုတန်မှုစူဆောင်းခြင်းခံရတဲ့စကောက်စီတက်တာတယောက်ဟာမိုးပြဲပြည်သူကောက်ရဲတက်တန်လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့မိုးပြဲပြည်သူကောက်ရဲတက်အမှတ်1001တရင်ကထုတ်ပြန်ပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်မိုးပြဲမြို့ခြေဆိုင်စံမှန်စတဲ့ကအဓမ္မစစ်မှုရန်တက်တာတဲ့တယောက်လက်နက်ယူဆောင်လာကပြည်သူရင်ဝင်ထန်ခိုးလုံလာတာဖြစ်ပါရယ်။မိုးပြဲဒေသမှာတိုက်ဝဲပြင်းထန်နေတဲ့မတ်လ23ရက်က MA1 န်တနန်နယ်တူမိုးရဲပြည်သူခောက်ရဲတဲလင်းယုံတက်ခွဲထံခိုးလုံခဲ့တာလို့ဖော်ပြထားပါတယ်။တဆက်တည်းမှာပဲအလင်းဝင်လာတဲ့တပ်သားကိုဂုံပြူစုငွေပေးအပ်ခဲ့ပြီးဘေးကင်းလုံခြုံတဲ့ထိန်းသိမ်းရေးဌာနကိုလွှဲပြောင်းပေးဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်။မက်လာအတွင်းမှာမိုးပြဲဒေတာမှာစည်ရေပိုပြီးပြင်းထန်လာကစစ်ကောင်စီဘက်ကအထိနာသူများတာကြောင့်ဖေခုံနဲ့လွိုင်ကော်ကလက်နေကြီးကိုလေချောင်းအကူပြင်တိုက်ခိုက်ရေဒရုန်းတွေနဲ့တိုက်ခိုက်လျက်ရှိပါတယ်။ ဆက်လက်ပြီးကျွမ်းမင်းနဲ့ငကမင်းကခွေးပူကိုကယ်နိုင်မလားဆိုတဲ့သတင်းဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်။မြမစကဲဘုံမှာလူမဆန်းနှမဆိုရတာရှိပေမဲ့လူမဆန်းကြမတို့ငကားမတို့ဆိုတာမရှိခဲ့ပါဒါပေမဲ့မအားလာရဲ့ရုရှားခေစံပြီးမှတက်ထဲနဲ့ဘုံမရက်ွက်သေးကအချို့လူတွေကအားတက်လာတာတွေ့ရပါတယ်တက်ထဲမှာရှေ့တန်းမထွက်ရပဲနေပြီးတော့မှตายရနေသူများနဲ့ဘုံမရက်ွက်မှာတော့လေ့ကျင့်နေတာအလုံးတည်းထားမိမှာပါဒါဆိုမအားလာခေစံကနေမအားလာအတွက်အချိန်လေးကောင်းနေဖန်တီးပေးတော့မှာပါလား အာနာသိန်းကလေးကစာရေးသူပြောခဲ့တာကမအလားအာနာမသိန်းငယ်မှာပြောဆိုတိုင်မင်နာကအစတော်လည်းရင်အစာပိုင်းမှာရောအခုအချိန်ထိပါမအလားကိုစည်ရေးကြွန့်ခြင်းသူဆက်ပစ္စည်းဆိုင်ရာပညာရှင်များကိုကူညီတာရဟယင်တွေပြင်ပေးတာမအလားအတွင်းစီလုံခြုံရေးကိုအကြံပေးတာစသည်တို့ကိုကိုဗစ်ရင်မိထောက်ခံခဲ့တာကရုရှားပါတရုတ်ကအစာပိုင်းမှာမထောက်ခံသလိုတရုတ်ဖန်ခိုင်းတာကလည်းမအလားကအရေးမဆိုင်ပါ2020ဆစ်ရှုံပြီးမှသာမအလားကခြေတလုံးတော့ဖက်လို့ဟိုကဝင်လာတာပါဒရုန်းကတရုတ် ယုံကနေဝယ်လာတာပါဒီစက်ယုံကဟာရီက73မဟုတ်ပါမာလာဟာတရုတ်ပြောထားတဲ့အတိုင်းအပြည့်ရတာရွေးကောက်ပွဲအတူလုံးတာအထိလုံးနိုင်ပေမဲ့ DASSK နဲ့တွေ့ပြီးတကယ်ကိုပြုပြင်ပြောင်းလဲဖို့ကိုတော့လှုပ်ဖို့အစီအစဉ်ပဲတော့ငါမှမရှိပါရခုလည်းမရှိလို့သူစစ်မရှုံးရင်လည်းနောက်လည်းရှိမှာမဟုတ်ပါ အစာပိုင်းမှာတရုတ်ဂျာဝင်မှုနဲ့ရှမ်းမြောက်စစ်ရှိန်ကိုရက်သွောင်းအောင်လုပ်ထားတာပါကိုကန့်တောင်းတာလည်းတသက်လုံးပေးမှာမဟုတ်လို့တောင်းတောင်းတဲ့ပြည်နယ်လည်းမပေးပါရခိုင်လည်းမပေးပါအချိန်တော့ဆွဲမှာပါအပြစ်ခတ်ရက်ထားပြီးထိုးအချိန်မှာလိုအပ်နေတဲ့ drone လက်နက်လူသူအင်အားဖြည့်တင်ပြီးရင်ဗမာကရင်နီကရင်ကချင်ရခိုင်ရှမ်းမြောက်ဆိုပြီးပြန်တိုင်မှာပါမဟာလာပြန်လာပြီးအထဲမှာညွန်ကြတာကထိုင်းနဲ့နီးတဲ့အောက်ပိုင်းမှာရုရှားတွေကိုစီးပွားရေးပေးလို့ပြီးထိုးရင်နီမြုံနှံမှုတွေကိုကာဝေးဖို့ရုရှားလက်နက်ကိုင်းကိုအဝင်ခံဖို့ပါရုရှား ကမြန်မာပြည်အောက်ပိုင်းကိုဝင်နေရင်ထိုင်းကဝင်နိုင်တဲ့ American စစ်တပ်ကိုပိန်နိုင်တယ်လို့တရုတ်ဩဇာကိုလည်းတံပြန်နိုင်မယ်လို့သူကချပြထားပါတယ်။တရုတ်ကလည်းအထက်ပိုင်း AA TNL MNDA နေရာတွေမှာလောက်ွက်တွေချပေးပြီးထိုကတစ်ဆင့်တိုင်းသလနဲ့ကိုင်းတွေကိုပြန်ဖိအားပေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။မအားလာပြန်လာပြီးတရုတ်နဲ့တွေ့ချိန်မှာမအားလာလေးတန်းကအတော်မှလာပါပြီတရုတ်ကိုဖိအားဆက်ပေးဖို့လာရှိုးကိစ္စပြီးမြောက်အောင်လုပ်ပေးဖို့တောင်းဆိုထားပါတယ်ကိုကန်းကအတော်ကိုပြန်ဆောက်ရမှာပါ မောင်းလာကတရုတ်မုံနေဆိုတာတထဲကလူတိုင်းတီးပြီးတရုတ်ကိုပြန်ကစားဖို့သာစဉ်းစားထားတာပါတရုတ်နဲ့ရုရှားဟာယခုချိန်မှာစည်းလုံးနေပေမဲ့တမိုင်းမှာတိန့်ရှောင်ဖိန်ကအစတရုတ်ကောင်းဆောင်တွေကဆိုဗီယက်ယခုရုရှားကသူ့ကိုဝိုင်းပတ်မှာကိုမလိုလားခဲ့ပါမောင်းလာဟာတရုတ်ခိုင်းနာကိုလုံးဝလုပ်ဖို့ရည်ရွယ်ချက်မရှိပါဖြူဟာရယခုအချိန်မှာတရုတ်နဲ့မြောက်ပိုင်းမီကိုညှိမီရုရှားခြေခိုင်းပြန်ချမှာပါဒါဆိုရင်ကျွန်မင်းကကယ်နိုင်မှာလား ရုရှားကသာကယ်နိုင်ရင်ဆီးရီးယားမှာအာဇတ်ကအခုချိန်ပြုံးနေမှာပါထို့အတူပါပဲအမေရိကန်ကသာအာဖဂန်မှာတုတင်ထားတဲ့ရုပ်သေးအစိုးရကိုအမေရိကန်စစ်လေယာဉ်တွေနဲ့သာကယ်တင်လို့ရခဲ့ရင် တာလီဘန်ကအာဏာရလာခဲ့မှာမဟုတ်သလိုအမေရိကန်စစ်တပ်လည်းအသက်လွတ်ထွက်ပြေးခဲ့ရမှာပါ။ဒါကြောင့်မို့လို့ရုရှားသို့မဟုတ်တရုတ်ကမဟာလကိုကယ်နိုင်ဖို့ကအတွင်းကတိုင်းရင်းသားတွေမပိုင်မဖြစ်နိုင်ပါ။အနိုင်ရှုံးဆုံးဖြတ်မှာကမြန်မာပြည်တဲကတိုင်းရင်းသားတွေသာပါ။တိုင်းရင်းသားတွေကအမြင်ကျဲပြီးမိမိဒေသမိမိလူမျိုးလူမျိုးယုံနဲ့ရဲမသွားပဲနေပြီးတော့ထိချီတဲ့ရင်တော့အောင်ပွဲရမှာအေကံမဟုတ်ချပါ။ဒါမှမဟုတ်ပဲငါတို့ဒေသလူမျိုးလူဆက်မတိုင်ရင်တော့တင်းတို့လွတ်လပ်ရေးလဲဆုံးရှုံးမှာပါ။ဒီတာဝန်က NUG ထံမှသာတာဝန်ရှိတာမဟုတ်ပဲနိုင်ငံသားတိုင်းမှာ ာတောင်းရင်ရှိတယ်လို့သာပြောပြစေ။ကျွမ်းမင်းကမားလာကိုကဲနိုင်မှာမဟုတ်တာကသိကြပါရယ်။တော်လရင်နိုင်မှုကတော့တိုင်းရင်းသားတွေညီညွတ်မလားဆိုတဲ့အပေါ်မှာသာမှုတည်ပါရယ်။ကြည်သူသားကြီးကပါအရေးတော်ပုံအောင်ရမည်။